သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ26ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ AA နဲ့ PDF များဝင်ရောက်လာမည်ဟုဆိုကာအင်ကပူမျိုးနယ်နဲ့ဗိုလ်ကလေးမျိုးနယ်တို့မှစစ်တပ်ကတပ်သားတင်များအကြီးအကျယ်စုဆောင်းပြီးစစ်တင်တန်းများနဲ့ရက်တိုပြစ်ခတ်မှုတင်တန်းများစက်တိုက်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အေယာဝတီတိုက်မှာအေအေနဲ့ PDF များဝင်ရောက်လာမယ်လို့ဆိုပြီးအင်ကပူမြို့နယ်နဲ့ဘိုကလေးမြို့နယ်တို့မှာစစ်တပ်ကစစ်သားတွေများအကြီးအကျယ်စုဆောင်းပြီးစစ်တင်နှံများဇက်တိုက်ပေးနေကြောင်းဒေတာပြည်သူများကပြောဆိုကြပါတယ်။အေအေနဲ့ PDF များဝင်ရောက်လာ၍လေးမျက်နှာမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားပြီးနောက်အင်ကပူမြို့နယ်မဲဇလီကုန်းမြို့ကွင်းကောက်တို့မှာစစ်သားများအကြီးအကျယ်စုဆောင်းနေပြီးပြည်သူစစ်တင်နှံများပို့ချလျက်ရှိကြောင်းကြီးရွာများမှာနေစဉ်လူငယ်များဇက်တိုက်ဖမ်းဆီးခံရကြောင်းတပ်သားတွေများစုဆောင်းရာမှာစစ်တပ်ကတိုက်ရိုက်ဖမ်းဆီးတဲ့ကဲ့သို့ ကြေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ပြူစောတီအဖွဲ့များကဖမ်းဆီးပို့ဆောင်မှုများရှိနေကြောင်းသိရှိရပါတယ်။အင်ကပူမြို့နယ်မှာအ धिक အားဖြင့်အမှန်ငါတက်မတော်တမ်းမြင့်လေ့ကျင့်ရေးကြောင်းတက္ကကငားမှာစစ်မှုထမ်းတပ်သားတွေများကိုအ धिक စုဆောင်းနေခြင်းဖြစ်ပြီးအဆိုပါတက္ကကငားမှာစစ်မှုထမ်းတပ်သားများမှာ AA နဲ့ PDF များကိုအ धिक ခုခံမဲ့တပ်သားတွေများထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တက္ကကငားကတော့အင်ကပူမြို့နယ်မှာရှိတဲ့မေဇလီကုန်းမြို့ကွင်းကောက်ဒေသလူငယ်တွေအကုန်လုံးပါပဲပေါ်တာဆွဲပြီးအဲဒီမှာစစ်ရေးလေ့ကျင့်ပေးတာရက်တူပဲ။ နောက်ပြီးမေဇလီကုန်းမြို့မှာလည်းရက်တိုပြစ်ခတ်မှုတင်တဲ့တွေပေးနေတယ်။ကွင်းကောက်ဘက်ကရွာတွေမှာလည်းနေတိုင်းလူငယ်တွေပေါ်တာဆွဲခံနေရတာတွေရှိတယ်။ဘေးလူငယ်မှာရွာတဲ့မနေရဲဘူးညအိရင်တော်တဲ့တော့အိရတယ်။စစ်တပ်ကဝင်ပြီးခဏခဏပေါ်တာဆွဲနေလို့လို့ဒေတာပြည်သူတို့ကပြောဆိုပါတယ်။ဒါအပြင်အင်ကပူမြို့နယ်ကွင်းကောက်ဒေသနွားချံကြီးရွာအုပ်စုမှာစစ်တပ်သတင်းပေးတင်စောတက်ကြက်တင်းထွန်းရဲ့မိမတင်းတင်းမို့မိနီတို့က စစ်တပ်အတွက်စစ်သားတွေစုဆောင်ပေးခြင်းနဲ့စစ်မှုတန်အကျုံးဝင်တဲ့လူငယ်များတွေ့ရှိပါကတက္ကကငါးထံကိုဖုံးဆက်ကဖမ်းဆီးခိုင်းကြောင်းစစ်တပ်ကတရင်ပေးနဲ့အမာခံများကိုလွတ်ကစစ်သားတွေများဖမ်းဆီးခိုင်းခြင်းနဲ့တရင်ပေးခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်အင်ကဘူမြို့နယ်ဂရက်ရွာသားတဦးနွားချံအုပ်စုကုန်းတောင်ဒီရွာဘက်မှာငါးတော်ရှာရင်တရင်ပေးတွေကဖုံးဆက်ပြီးဖမ်းခိုင်းလို့တက္ကကငါးကဝင်ဖမ်းတယ်အတိကစစ်မှုတန်းရှာတာ မေလ22ရက်နေ့ကလည်းခီးသွွားလူငယ်တွေတွေ့လို့တက္ကကငားကနေဝင်ဖမ်းတယ်လူငယ်တွေကိုတက္ကကငားတဲ့ဖမ်းခေါ်သွားတာလို့ဒေတာသတင်းအရှိမြစ်ကပြောဆိုပါတယ်အလာတူအေယာဝရီတိုင်းပုဂလိမြို့နယ်ကျွညိုကြီးကျွန်းဒေတာမှာလည်းယခုမေလအတွင်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်နေကြောင်းအေယာဝရီတိုင်းအတွင်းနဲ့အင်ကပူမြို့နယ်ဘက်မှာခံစစ်ပြင်ဆင်ရန်အတွက်လို့ဆိုပြီးစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ပုဂလိဘက်မှာစစ်တပ်ကလူငယ်တွေကိုနေရောညပါလိုက်ဖမ်းဆီးနေတာ တချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့ဘူး။သေသလားရှင်သလားမသိဘူး။ထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်းအကြောင်းအမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြက်ကင်နေ။အခုအချိန်ကလေမီလှုပ်ဖို့မိုးရင်းကာလလေလုံးမဲ့သူတောင်မရှိတော့တဲ့အထိရွာဘက်တွေမှာအခြေအနေစိုးနေတာ။တက်ကပြောတာကအေယာဝတီတိုင်းကိုအေယာဝတီတိုင်းကလူငယ်တွေနဲ့ပဲပြန်ကာကွယ်ဖို့လုပ်ရမယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာလို့ဗိုလ်ကလေးမျိုးနဲ့ကျုံးညိုကြီးကျုံးမှပြည်သူတို့ကပြောဆိုပါတယ် အေအေဥဆောင်တဲ့တော်လင်းရေးတပ်များကလေးမျက်နှာမျိုးနဲ့အတွင်ရောက်ရှိနေကစစ်ကောင်စီတပ်စခန်းတချို့ကိုတိုက်ခိုက်သိမ်းပိုက်မှုများကိုယခုနှစ်စမ်းပိုင်းလှုပ်ဆောင်ခဲ့ကြကြောင်းအေအေကတရားဝင် သတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်မှာ modular office နဲ့ house များအပါအဝင်ယာယီအဆောက်အအုံတည်ဆောက်မှုအတွက်လိုအပ်သောတွင်းကုန်များကိုမင်း online တအောင်ပြည်စုံဥပိုင်နဲ့စစ်တပ်အတိုင်းအဝိုင်းကတင်သွင်းခဲ့ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်တန်သစ်နေပြည်တော်မှာ modular office နဲ့ modular house များအပါအဝင်ယာယီအဆောက်အုံတည်ဆောက်မှုအတွက်လိုအပ်တဲ့ twin ကုန်များကိုမင်းအွန်လိုင်းတအောင်ပြေဆုံးစစ်တပ်ဥပိုင်ကုမ္ပဏီနဲ့စစ်တပ်အတိုင်းအဝိုင်းကတင် twin ကိုရရှိထားကြောင်းသိရှိရပါတယ်။မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်တန်ကြောင့်နေပြည်တော်မှာဝင်ကြီးဌာနရုံးအဆောက်အုံနဲ့ဝန်ထမ်းအင်ယာများအများအပြားပြိုကျပျက်စီးခဲ့ရမှာစစ်ကောင်စီကရန်နရများလက်ပတ်နိုင်ရေးအတွက်ယာယီအဆောက်အုံများအဖြစ် modular office နဲ့ modular house များကို ပမာဏအများအပြားနဲ့တိဆောက်လျက်ရှိကြောင်းအဆိုပါမော်ဂျူလာအော့ဖ်စ်နဲ့မော်ဂျူလာဟောက်စ်များကိုတရုတ်နိုင်ငံ China 8ကလှူဒန်းတော်လဲလုံလောက်မှုမရှိတဲ့အတွက်စစ်တပ်က၎င်းတို့လက်အောက်ခံကုမ္ပဏီများကိုတင်သွင်းခိုင်းကြောင်းယင်းကုမ္ပဏီများမှာ Main Online ရဲ့တာအောင်ပြည်စုံကုမ္ပဏီစစ်တပ်လက်အောက်ခံပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဥပိုင်ကုမ္ပဏီနဲ့စစ်တပ်အတိုင်းအဝိုင်းရဲ့ကုမ္ပဏီများစွာတင်သွင်းခွင့်များရရှိကြကြောင်းသိရှိရပါတယ်။ Modular Office နဲ့ Modular House တွေက တရုတ်ကလည်းလှုပ်တယ်လို့အောင်ပြေဆုံးကုမ္ပဏီဥပိုင်နဲ့စစ်တပ်အတိုင်းအဝိုင်းကလည်းတင်သွင်းနေတယ်။တင်တာတွေမခေါ်တော့ဘူး။နှီးစက်ရာကိုတင်သွင်းလုတ်ပိုင်ခွင့်ပေးပြီးအ мян တီစောက်နေတာပါ။ဒီမိုးမဝင်မီအ мян တီစောက်နေတာမို့တင်တာချပေးလိုက်တာ။တက်ချုပ်သားကုမ္ပဏီကတော့ခွဲတန်းအများဆုံးရတယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။အကြံဖတ်စစ်ကောင်စီက နေပြည်တော်ကိုပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက်မြို့ကွက်ချမှုများလှုပ်ဆောင်နေရမှာမူလတည်ဆောက်ခဲ့တဲ့ကုမ္ပဏီများကိုပြန်လည်ဆင့်ခေါ်တဲ့အပြင်ကုမ္ပဏီတများကိုလည်းဆောက်လုပ်ခွင့်တင်တာများချပေးထားမှာဖြစ်ကြောင်းရင်းသူဆောက်လုပ်ခွင့်တင်တာများချပေးတဲ့ကုမ္ပဏီများမှာမင်းအွန်လိုင်းသားအောင်ပြည်စုံရဲ့ကုမ္ပဏီလည်းပါဝင်ကြောင်းသိရှိရပါတယ်။မင်းအွန်လိုင်းသားအောင်ပြည်စုံက Skywan ဆောက်လုပ်ရေးကုမ္ပဏီအပြင်ဘုံမြက်ပြည်စုံမြန်မာစစ်သူကြီးမင်းတရားကြီး Winning Sky True Golf အောင်မြင့်မုံမင်း Insurance Company Mindtel Telecom Share ရှင်း Azura Beach Resort ENM Maha Company Limited ငိမ့်ချမ်းပြည်စုံ Manufacturing and Trading Company Limited စတဲ့ကုမ္ပဏီများစွာကိုနာမည်မျိုးစုံနဲ့လုတ်ကင်နေသူဖြစ်ကြောင်းစစ်ဘက်နဲ့ရပ်ဘက်ဝန်ကြီးဌာနများရဲ့စောက်လုပ်ရေးတင်တာလန်ဒရာတီစောက်ရေးတင်တာများ EV ကားနဲ့ဆိုလာပြားများတင်သွင်းခြင်းအပါအဝင်မြန်မာနိုင်ငံမှာရှိတဲ့စီးပွားရေးလုတ်အသေးအလက်အကြီးမျိုးစုံကိုလုတ်ကင်လျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အောင်ပြည့်စုံရဲ့မွေးစားဖခင်အောင်မျိုးမင်းတင်က အကြီးစားအချင်းပြတ်ခရိုနီကြီးဖြစ်တယ်လို့ GFM ထုတ်ဖော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကျံဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းရဲ့တားဖြစ်သူအောင်ပြေစုံရဲ့မွေးစားဖခင်ဖြစ်ပြီး Amazing Group of Companies နဲ့ Adventure Myanmar Group ရဲ့ဥက္ကဋ္ဌအောင်မျိုးမင်းတင်ကအကြီးစားအကျင့်ပြက်ခရိုနီကြီးတူဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။အကြီးစားအကျင့်ပြက်ခရိုနီကြီးအောင်မျိုးမင်းတင်ကစိရဇဝိကောင်မင်းအွန်လိုင်းရဲ့မိသားစုနဲ့နှိကက်တဲ့ပတ်သက်ဆက်နွယ်မှုတွေရှိပြီး မင်းအွန်လိုင်းရဲ့ဇနီးဖြစ်သူကျူကျူလှရဲ့ကျောင်းသားဟောင်းတူဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အကြံဖတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းနဲ့ကျူကျူလှရဲ့သားအောင်ပြည့်စုံအတွက်မွေးစားဖခင်မျိုးကဲတို့ပင် ဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြထားပါတယ်။အဲ့ဒီလိုပတ်သက်ဆက်ရှက်မှုတွေကအောင်မျိုးမင်းတင်အတွက်အမကန်လီလီနိုင်ငံတော်ဟိုတယ်လုံငန်းအင်ပါယာကြီးတိစောက်ဖို့မြင်းနေရာတွေရယူနိုင်တဲ့အခွင့်အတူကိုပေးအပ်ခဲ့ပြီးအကြီးစားအကျင့်ပြက်ခရိုနီကြီးတူဖြစ်ခဲ့ပါတယ် အကြီးစားအကျင့်ပြက်ခရိုနီကြီးအောင်မျိုးမင်းတင်ကအကြံဖတ် စစ်အုပ်စုစီကငှားရမ်းထားတဲ့မြေနီယာပေါ်မှာအ ਨੇ စုံဟိုတယ်လုပ်ငန်းပိုင်ဆိုင်မှု၅ခုအထိရှိထားတယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်။အဲ့ဒီလုပ်ငန်းပိုင်ဆိုင်မှုတွေအထက်အရင်စစ်အာဏာရှင်လက်ထက်အတွင်း Arakan ပြည်နယ်ဒေသခံတွေစီကနေခိုးယူထားတဲ့စစ်အုပ်စုမြေပေါ်မှာတည်ဆောက်ထားတဲ့ Amazing Ngapli Resort လည်းပါဝင်တယ်လို့ဆိုပါတယ်။လူမျိုးတုံးတက်ဖြတ်ကျူးလွန်နေတဲ့အကြံဖတ်စစ်အုပ်စုနဲ့စီးပွားရေးလုပ်ငန်းတွေလှုပ်ဆောင်တဲ့အပြင် အောင်မျိုးမင်းတင်ကတခြားရာဇဝတ်ကောင်တွေနဲ့စီးပွားရေးလုတ်ကင်ဖို့လဲလက်တွန့်သူမဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ဥပမာဆိုကသူ့ရဲ့စီးပွားရေးမိဘတအုပ်ဖြစ်သူ Panaron Computer ကအွန်လိုင်းလောင်းကစားတထည့်အဖြစ်ဆွဆွဲခံထားရသူဖြစ်တယ်လို့ Panaron Computer ကသူ့မိဘမြန်မာခရိုနီထွန်းမင်းလက်ကိုမူရစ်စေဝါကုံကူးမှုနဲ့ငွေကြေးခေါ်ဝါချမှုဆွဲချက်တွေနဲ့ထိုင်းနိုင်ငံအတွင်းစီးနင်းဖန်ဆီးမှုနဲ့ဆက်ဆက်ပြီးထိုင်းရဲတပ်ဖွဲ့ကဖန်ဝရန်ထုတ်ထားတာကြောင့်ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပါတယ်။အဲ့ဒီနောက် ပရဟိတမျက်နှာဖုံးရဲ့နောက်ွယ်မှာတရုတ်ဆောင်ခိုင်နင်းဝေရဲ့အတ္တဟိတများအကြောင်းနဲ့ပတ်သက်ပြီးကိုဇီရိုရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းစကိုင်းနဲ့မန္တလေးတိုင်းတို့ကိုဗဟုပြု၍ပြင်အား9.8အဆင့်ရှိတဲ့ငလင်ကြီးမက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့ပါတယ်။ကမ္ဘာသတင်းများမှာပဲဟောလီတကြော်ကြော်ဖြစ်ခဲ့ရတဲ့မြန်မာငလင်ဟာလူပေါင်း3900ကျော်တို့ကိုတိုက်ဆုံးစေခဲ့ပြီး9000ကျော်ဒဏ်ရာရခဲ့ကအိုးမဲ့အိမ်မဲ့ပျက်စီးမှုများစွာဖြစ်ပေါ်စေခဲ့ပါတယ်။ စစ်ကောင်စီဟာငလင်ကြီးတိုက်ခတ်ပြီးချိန်မှာပင်နေရာတချို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ကိုညီကေဇေးရီလုပ်ငန်းများကိုလူမှုကွန်ရီရဲ့အသင်းများပရာဟိတအဖွဲ့များကပင်ကိုတူကိုတဆလုပ်ခဲ့ကြရပါတယ်။ပြီးခဲ့တဲ့လအတွင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအတွင်းမှာနိုင်ငံတကာကလာရောက်ကွန်ရီတဲ့ကေဇေးရီအဖွဲ့များနဲ့မြန်မာလူမှုကွန်ရီရဲ့အသင်းများရဲ့ကေဇေးရီလှုပ်ကြတဲ့တရင်များပရာဟိတအဖွဲ့များရဲ့လှူဒန်းမှုများငလင်အတွင်းမိမိမိသားစုဝင်အသက်ကိန်းနိုင်ရဲ့အကူအညီတောင်းခံတဲ့အသံများနဲ့စုညံပွားလို့ရိုက်နေခဲ့ပါတယ်။ အဲ့ဒီအထဲမှာရုပ်ရှင်တရုတ်ဆောင်ခိုင်နင်းဝေရဲ့လူဒန်းမှုပုံစံကိုဝေဖန်စောကြောတဲ့သတင်းများလည်းပါဝင်ခဲ့ပါတယ်။အသက်44နှစ်အရွယ်ရှိတဲ့ရုပ်ရှင်တရုတ်ဆောင်ခိုင်နင်းဝေဟာခိုင်နင်းဝေရင်သွေးလေးများကဟာခိုင်နင်းဝေဖောင်ဒေးရှင်းရဲ့တည်ထောင်သူဖြစ်ပြီးပြီးခဲ့တဲ့နှစ်များကလူမှုကွန်ညီရေးလုပ်ငန်းများနဲ့လူအများအကြားထင်ရှားလာခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်လောကသားများဟာ၎င်းတို့ရဲ့မွေးနေ့နဲ့အလှူအတန်းများကိုခိုင်နင်းဝေဖောင်ဒေးရှင်းမှတဆင့်လှူဒန်းလေးရှိကြပါတယ်။ဧပြီလ၂ရက်နေ့မှာလဲမန္တလေးနဲ့စကိုင်းဘက်ကအင်ဂျီတွေကို တအိမ်တောင်ကိုလူငွေ30နဲ့စုစုပေါင်း3000တောင်လှူဒန်းခဲ့ကြောင်းခိုင်နှင်းဝေကသူ့ရဲ့လူမှုကွန်ရက် Facebook မှာပေါ်ပြခဲ့ပြီးရင်းနှံမှပြည်သူများက၎င်းတို့မရကြကြောင်းမှတ်တမ်းများဝင်ရောက်ပေးရမှအစပြု၍ခိုင်နှင်းဝေရဲ့အလူငွေ3ဆွဲလှူဒန်းမှုအပေါ်ဝေဖန်မှုမြင့်တက်လာခဲ့ပါတယ်။ပြင်မနာမြို့မှာနေအိမ်185အိမ်အတွက်လှူဒန်းငွေ3000တောင်ပေးအပ်ခဲ့သည်ဆိုသည့်တပ်ပုံများကို Facebook မှာပေါ်ပြခဲ့ပြီးနောက်ထိုစရင်မှာမြေပြင်အခြေအနေနဲ့ကွဲလွဲနေတယ်လို့ထောက်ပြခံရခြင်းဖြစ်ပါတယ်။ ဒါအပြင်စစ်ကောင်စီတက်ရုံးဆိုင်ရာနေပြည်တော်ကရင်တထောင်ဆေးရုံကိုကြောက်ကက်ဆေးဆက်နဲ့ဆေးသွင်းဆက်များလှူဒန်းခဲ့မှုမှာဈေးကွက်အတွင်းမှာရှိတဲ့တံပိုးငွေနဲ့တိမ့်ထောင်ကနန်းကွာဟနေတယ်လို့စက်တံပိုးအတိအကျတည်သူများကဝေဖန်ကြပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလ26ရက်နေ့ကရည်ကြီးမှုဖြစ်စဉ်အတွင်းမှာလဲကရင်ဒီဒေတာကိုတွားရောက်လှူဒန်းရာမှာစစ်တပ်အတိုင်းဝိုင်းကိုသာလှူကရေဘေးတင့်သူများအလှူငွေမရတဲ့အတွက်ဤသို့ပင်ဝေဖန်ခံရဖို့ပါတယ်။ ငွေကြေးအရှုပ်အထွေးများနဲ့ပြိုကွဲခဲ့ရတဲ့မူလပရဟိတအသင်းတရုတ်ဆောင်ခိုင်နှင်းဝေရဲ့ပရဟိတအသင်းဟာလွန်ခဲ့တဲ့အနည်းငယ်ကငွေကြေးအရှုပ်အရှင်းများကြောင့်ပြိုကွဲခဲ့ပြီးလက်ရှိအသင်းမှာပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်တယ်လို့အသင်းနဲ့အလုပ်တွဲလုပ်ခဲ့ဘူးတဲ့ကိုမင်းကျော်အမိလွှဲကပြောပါတယ်အဖွဲ့ပိုင်ငွေကြေးများတုံးဆွဲခြင်းယင်းသူများထံမှအဖွဲ့နာမည်နဲ့ငွေချီးယူခြင်းများကိုတရုတ်ဆောင်ခိုင်နှင်းဝေနဲ့ချစ်သူဒေါ်ပလဲကေခိုင်ခ GD တို့အတူပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်။တုံဖြုံတုံးက၂ယောက်အတူတူပဲ ြဿနာတွေလည်းဖြစ်ရောခိုင်နှင်းဝေကနာမည်ပြတ်မှဆိုတော့ GD ကိုလွှဲချတယ်။ဟိုကဘာမှပြန်မရှင်းဘူးသူတယောက်ထဲခေါင်းခံသွားတယ်လို့ကိုမင်းကျော်ကဆိုပါတယ်။ငွေကြီးလိန်လေချီးခံရသူများထဲမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းလည်းပါဝင်ခဲ့ပြီးအဖွဲ့အတွက်၃ရံတရုတ်ဆောင်ရန်အောင်လှူဒန်းထားတဲ့ကားတစီးကိုလည်းရောင်းချခဲ့ရတယ်လို့သူကဆက်ပြောပါတယ်။ထုံငွေကြီးလိန်လေချီးယူမှုများကိုဒေါ်ပလဲကေခိုင်ကလှုပ်ဆောင်ခဲ့တယ်လို့၂၀၂၀ခုနှစ်ဇွန်လကခိုင်နှင်းဝေကထွက်ရှင်းခဲ့ပြီး မြောက်တကုံမြို့နယ်ရဲစခန်းမှာပုံမှန်438နဲ့ဒုမကိုတိုင်ချစ်သူဟောင်းကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ကလေးမွေးစားခြင်းဖြင့်ပရာဟိတအသင်အစ်စ်ပြန်လဲစတင်။ထို့နောက်မှာပထမပွဲစည်းထားတဲ့ပရာဟိတအသင်ပြိုကွဲသွားခဲ့ပြီးမိဘမဲ့ကလေးများကေဟာတခုရဲ့အကူအညီနဲ့ကလေးငယ်တချို့ကိုမွေးစားလိုက်ခြင်းဖြင့်လက်ရှိလေပတ်နေတဲ့ရင်သွေးငယ်လေးများကေဟာကိုစတင်ခဲ့ပါတယ်။ကေဟာအတွက်နေရတိုက်ခန်းကိုတန်လင်းတဘာဝတရားရှိတာပေးခဲ့တယ်လို့ပါဝင်ကူညီလောက်ကင်ပေးခဲ့တဲ့ရင်မောက်တအုပ်ဖြစ်သူ ကိုစိန်ထွန်းအမိလွဲကပြောပါတယ်မီဒီယာများနဲ့တက်ပုံဗီဒီယိုရိုက်တဲ့ရက်များသာဂေယာကိုလာရောက်သဖြင့်ကုညီလောက်ကင်ပေးနေသူတချို့ကနှုတ်ထွက်ခဲ့ကြပေမဲ့အလူငွေအထိုက်အလျောက်ရရှိနေခြင်းဖြစ်တဲ့အတွက်ဝန်ထမ်းတင်များနဲ့လေပတ်ခဲ့တယ်လို့သူကဆက်ပြောပါတယ်တဘာဝဘေးကက်ဘေးကာလတွေမှာအရင်ချမ်းသာသွားတာပဲပထမအိမ်ငားနဲ့နေလာတာသူ့အမေဝယ်တဲ့အိမ်တုန်းကလည်းအရေးကြနဲ့ဝယ်တာအခုအိမ်တွေဝယ်ထားတာတော်တော်များတယ်လို့ကိုစိန်ထွန်းကပြောပါတယ်နောက်ပိုင်းမှာအလူရှင်များရဲ့ကုညီမှုနဲ့ ဂျေဟာကိုမြောက်တကုံမြို့နယ်43ရပ်ကွက်ကိုပြောင်းရွှေ့ခဲ့ပြီး2021ခုနှစ်ဒီဇင်ဘာလမှာတောင်တကုံမြို့နယ်ကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။လက်ရှိမှာတူမဟာအင်ချမ်းမြေများစွာပိုင်ဆိုင်နေပြီးကလောမြို့အပါအဝင်အခြားမြို့များမှာလည်းအိမ်များဝယ်ထားပါတယ်။တိန်းထောင်ကျော်တန်ကားများစွာလည်းပိုင်နေပြီလို့သူကပြောပါတယ်။ယင်းအချက်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။၎င်းရဲ့ဂျေဟာစတင်ဖို့အတွက်ကူညီပေးခဲ့တဲ့မိဘမဲ့ကလေးများဂျေဟာတစ်ခုမှကလေးငယ်တအူးကိုအမွေစားအမွေခံမွေးစားမယ်လို့ဆိုကခေါ်သွားပြီးနောက် ကလင်းငယ်နဲ့အတူကြော်ညာရိုက်ကူးရေးလုပ်ငန်းများလှုပ်ဆောင်ခဲ့ရာဆယ်လီမီဒီယာများရဲ့အခုအညီနဲ့လူအများအာရုံစိုက်ခံခဲ့ရပါတယ်။ထို့သောထိုကလင်းငယ်ကိုတီးခြားခေါ်ထားရမှအမွေစားအမွေခံအဖြစ်မထားတော့ဘဲမိဘမဲ့ကေဟာကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါဖြစ်စဉ်ကိုလည်းကလင်းငယ်အားစိတ်တန်ရာရအောင်လှုပ်တဲ့လှုပ်ရက်ဖြစ်တယ်လို့လူအများကဝေဖန်ကြပါတယ်။ဒါရီအကုံနောက်ွယ်ကလှုပ်ပေးနေတာသူ့ရဲ့လက်ရှိတွဲနေတဲ့ရီးစားပဲ။အလှူငွေတွေပတ်စံတွေပိုင်ဆိုင်မှုတွေအကုန်သူပဲစီမံခန့်ခွဲနေတာလို့ ကိုစိန်ထွန်းကဆက်ပြောပါတယ်။၎င်းဟာစစ်ကောင်စီတပ်မှအရာရှိတချို့နဲ့လည်းရင်းနှီးသူဖြစ်ပြီးလူမှုကွန်ရက်စာမျက်နှာမှာဂေဟာနဲ့ခိုင်နှင်းဝေကိုဝေဖန်သူများအားစစ်တပ်ကိုတင်းပင်းနိုင်ကြောင်းလည်းသူကသတိပေးပါတယ်။တရုတ်ဆောင်ခိုင်နှင်းဝေဟာဂေဟာဝန်ထမ်းများအပေါ်ရင်သီးစွာဆက်ဆံခြင်းစိတ်ဆူခြင်းများရှိပြီးဝန်ထမ်းများရဲ့ဘဏ်အကောင့်များနဲ့အလူငွေများလက်ခံလေးရှိတယ်လို့သိရှိရပါတယ်။သူထမင်းစားရင်ရုပ်ရှင်တွေတဲကလို့ဘေးကမတ်တရက်ပြီးလိုတာလုပ်ပေးရတယ်။ကားဆရာတွေလည်းတော်တော်ကိုအစဲအဆူခံရတာလို့ ဝန်ထမ်းများနဲ့ဆက်ဆံရေးကိုတည်ထားတဲ့အသက်40ဝန်းကျင်အရွယ်ကိုမင်းကျော်အမိလွှဲကပြောပါတယ်။သူကဂေဟာကိုတပ်ပုံရိုက်ဖို့နဲ့ညနေပတ်စံသိမ့်ဖို့ပဲလာတာ။ပတ်စံသိမ့်ရင်လည်းအကြီးဆုံးဆိုတော့ပတ်စံကိုဒီအတိုင်းယူသွားတာ။ငွေယူသွားကြောင်းလက်မှတ်လည်းဘယ်သူမှမထိုးခိုင်းရဲဘူးလေလို့သူကဆက်ပြောပါတယ်။သူမနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်လာတဲ့ဝန်ထမ်းအမျိုးသမီးတဦးကို KP အဝင်သားရှိပြီးအထွက်စင်းရင်မရှိဟုဆိုကာပတ်စံခိုးမှုနဲ့ပတိန်မြို့မှာတရားစွဲအချုပ်ထက်ထက်ခဲ့တယ်လို့သိရှိရပါတယ်။ ထိုဝန်တန်းကိုဂေယာဆောက်လုပ်ခဲ့တဲ့အလူရှင်ကပင်ရော်ကြီးစိုက်ထုတ်ကအချုပ်ထဲမှထုတ်ပေးခဲ့ရတယ်လို့ကိုမင်းကျော်ကဆက်ပြောပါတယ်။အဲ့ဒီဝန်တန်းနေတဲ့မြို့အထိပါပတ်စံခိုးတယ်ဆိုပြီးလိုက်အဆက်ခွဲတာအဲ့ဒီတော့ဝန်တန်းတွေကလည်းတယောက်မှမလန်ရဲတော့ဘူးရှေ့မှာဖြစ်ထားတော့လို့သူကဆိုပါတယ်။ကိုဗစ်ကာလမှာရက်လွန်ကုန်တဲ့စားတောက်ကုန်များတရုတ်ဆောင်ခိုင်နှင်းဝေရပရဟိတအသင်းကိုငလင်မတိုင်မီကလူအများဆုံးလှူဒန်းခဲ့ဒီမှာကိုဗစ်ကာလဖြစ်ပါတယ်။ကိုဗစ်ကာလဒုတိယလိုင်းမှာစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုညံ့ပြင်းမှုများကြောင့် လူများစွာတည်ဆုံးခဲ့ရပါတယ်။ထိုကာလကအောက်ဆီဂျင်အိုးများဆက်များအစာအသောက်များစေဝါနဲ့အလူငွေများစွာလက်ခံရရှိခဲ့တယ်လို့ဝန်ထမ်းဟောင်းတဦးဖြစ်ခဲ့သူကိုလင်းနိုင်အမိလွဲကပြောပါတယ်။ရွှေတကာဝရင်တိတ်ငရဖို့အထက်ပဲပိုင်ဆိုင်မှုတွေအရန်များလာတဲ့ကာလပေါ့ဂိုဒေါင်ထဲမှာအလူရှင်တွေလာလူထားတဲ့အစာအသောက်တွေပြန်မလူပဲတိမ့်ထားတာရက်လွန်ကုန်တဲ့အထိပဲလို့သူကဆက်ပြောပါတယ်။တရင်အရင်မြင့်များပြောပြမှုအရတရုတ်ဆောင်ခိုင်နင်းဝေဟာရခင်ကတန်လင်ဘက်အိမ်ကနေထိုင်ခဲ့ရကြောင်း တရုတ်ဆောင်တင်စားဝင့်ကျော်ရဲ့အကိုဖြစ်သူစစ်အင်ဂျင်နီယာဘုံနဲ့လက်ထပ်ခဲ့ကြောင်းတုံနောက်အိမ်အောင်ကွဲပြီးနောက်စီးပွားရေးအဆင်မပြေဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။အခုဆိုသူက luxury brand တန်ဖိုးမြင့်ဇိမ်ခံအမှတ်တရစိတ်တွေပဲဝယ်တော့တာ။နာယီဆိုလဲတင်းရဂျော်ဒန်ကိုသူ့ရီးစားနဲ့စင်တူဝတ်တာ။ brand တွေကိုလေရင်နဲ့နေချင်းပြန်ဝယ်တာလို့ကိုလင်းနိုင်ကဆက်ပြောပါတယ်။ဖြေဆိုပေးသောတည်င်းအရေးမြင့်များရဲ့အတိမပြုတ်နိုင်သေးတဲ့အခြားပြောကြားချက်မှာ တရုတ်ဆောင်ခိုင်နှင်းဝေဟာဇိမ်ခံပစ္စည်းများကိုကြေးရက်တဲ့ခရိုနီအတိုင်းအဝိုင်းနဲ့စစ်ကောင်စီတပ်အရာရှိများရဲ့ဇနီးများအတွက်တဆင့်ဝယ်ယူပေးတဲ့လုပ်ငန်းလုပ်ကင်တယ်လို့သိရှိရပါတယ်။ထို့လုပ်ငန်းအပြင်ကြောင်မြတ်ရတနာရီတည်ယူရောင်းဝယ်တဲ့လုပ်ငန်းကိုနယ်မယ်ကြီးအမျိုးသမီးတရုတ်ဆောင်တဦးမန္တလေးမြို့မှာဟိုတယ်လုပ်ငန်းရှင်တဦးနဲ့ခိုင်နှင်းဝေရဲ့ဝန်ထမ်းအမျိုးသမီးငယ်တဦးတို့အတူလုပ်ကင်နေတယ်လို့ဆိုပါတယ်။သူတို့ကြောင်မြတ်တွေတည်တာရောင်းတာလုပ်တယ်။ဟောင်ကောင်တို့ဘာတို့သွားရောက်နေဂျပန်ဘက်ကလည်းဈေးကွက်ချက်ဖို့လုပ်နေကြတယ်လို့သူကဆက်ပြောပါတယ်။ သူပြောကြားချက်နဲ့ပတ်သက်၍တိကျအတိပြုတ်နိုင်ခြင်းတော့မရှိသေးပါဘူး။သူလှုပ်တဲ့အထဲမှာကောင်းတာတွေလည်းရှိပါတယ်။သူ့ကိုလေးစားကြတဲ့သူတွေလည်းရှိတယ်။သူ့ကိုအမေလိုခေါ်နေတဲ့ကလေးငယ်လေးတွေရဲ့မျက်နှာလည်းရှိတယ်။ public figure တယောက်အနေနဲ့သူ့စီစည်းဝင်သွားတဲ့ငွေတွေကိုပွင်လင်းမြင်သာစွာချပြစေချင်တာပါပဲလို့ကိုစိန်ထွန်းကမှတ်ချက်ပေးပါတယ်။တရုတ်ဆောင်ခိုင်နင်းဝေဟာ1996ခုနှစ်ဝင်းကျင်မှာအမှုပညာလောကကိုစတင်ဝင်ရောက်ခဲ့ပြီးနီထက်လင်းနေမျိုးအောင်ဝေလူကျော် တရားတင်ဆိုစတဲ့တရုတ်ဆောင်မင်းသားများနဲ့အများဆုံးတွဲဖက်၍ခေါင်းဆောင်မင်းသမီးအဖြစ်ဇက်ကားများစွာရိုက်ကူးခဲ့ပါတယ်။နောက်ပိုင်းမှာဒုတိယမင်းသမီးအနေနဲ့ဆက်လက်ရိုက်ကူးခဲ့ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းပြန်လည်ရိုက်ကူးလာကြတဲ့ရုပ်ရှင်နဲ့ရုပ်တံဇက်လန်းတွဲများမှာခက်စိတ်စိတ်ပါဝင်ရိုက်ကူးနိုင်လာသည်ကိုတွေ့ရှိရပါတယ်။လက်ရှိမှာငလင်ဘေးတင်ဒေတာများအထက်အလူငွေသိမ်းပေါင်းများစွာလှူဒန်းပြီးဖြစ်ကြောင်းသူမရဲ့ Facebook စာမျက်နှာမှာနေ့စဉ်ဖော်ပြထားပါတယ်။သူကပြည်သူလူထုအများစုရဲ့ယုံကြည်မှုကိုရထားတယ်။ အစိုးရတောင်ကောက်ခံလို့မရတဲ့အလွန်ငွေပမာဏမျိုးသူကခဏလေးနဲ့ရတယ်။ဒါတွေကိုအကျိုးရှိအသုံးချစေခြင်းနဲ့အကုန်လုံးပြည်သူလူထုကိုပွင်လင်းမြင်သာစွာစရင်စစ်တွေနဲ့ရသုံးငွေရှင်းတန်းတွေနဲ့ပြန်ပြီးချပြစေခြင်းနဲ့လို့ကိုလင်းနိုင်ကပြောပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။အခုလို့စုံထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ Ja, was ich mir.